မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နှစ်ပေါင်း40ကျော်ကြာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ရွှေတန်းစကမ်းကစစ်သားများဟာစကမ်းကိုဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်လိုက်လံရှင်းလင်းတိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2024ခုနှစ်အေပီလကုန်ကန်းကစပြီးတော့တနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ပိန်တော်ရွာမှာအခြေစိုက်တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ပိန်တော်စခန်းကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနတိုင်းစစ်ဌာနတနင်္သာရီကုကဲမှုရဲ့အောက်မှာရှိတဲ့ဘိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်း1နဲ့စစ်ကြောင်း2တို့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုအပါအဝင်အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်သားများအထိကအကြဆုံးများကစခန်းကိုလက်လွတ်ရခဲ့ပြီးအချိန်မှာ မြေပြင်စစ်ကူအင်အားအများပြားထမှန်ရောက်ရှိလာတဲ့အတွက်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းကထိုးစစ်ဆင်မှုကိုယာယီရန်နာခဲ့ရပြီး အဲ့ဒီစကမ်းကိုအဆက်မပြတ်ဝင်းရံပိတ်ဆို့ထားခဲ့တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များရဲ့အဆက်မပြတ်ဝိုင်းဝန်းပြီးတော့ပိတ်ဆို့ခံထားရတဲ့အကြမ်းဖက်စစ်သားများကစက်တဘာလ25ရက်နေ့မှာစကမ်းကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက်အဲ့ဒီအကြမ်းဖက်စစ်တပ်စကမ်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်ပြီးတော့ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားများကိုလည်းလိုက်လံပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းဘိတ်ခေတ်ပူးပေါင်းစစ်ကြောင်းနှင့်တာဝန်ရှိသူတို့ကပြောကြားထားပါဗျ။အင်အား150လောက်နဲ့စုတ်သွားတာပါ။လက်ရှိ ဘန်ကျုပ်ကျေးရွာအနီးမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်နေတယ်။စခန်းရှင်းလင်းတဲ့အချိန်မှာတော့မြုပ်ထားတဲ့မိုင်းတွေကိုပဲတွေ့ပါတယ်။လက်ရှိသူတို့စစ်ကောင်စီတပ်တွေကျွန်တော်တို့နယ်မြေထဲမှာပဲရှိနေပါသေးတယ်။ကျွန်တော်တို့ဘက်ကလိုက်လံပိတ်ဆို့တိုက်ခိုက်နေသေးပါလို့ဗိတ်ခရိုင်ပူးပေါင်းစစ်ကြောင်းနှစ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့တိန်တော်စခန်းဟာ1980ခုနှစ်ခန့်ကလေးကတပ်ဆွဲထားတဲ့စခန်းဖြစ်ပြီးတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဝါနွယ်စခန်း၊၄ကီစခန်းနဲ့ point 3000စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေတဲ့အဓိကကြတဲ့ရွှေတန်းစခန်းဖြစ်တယ်လို့သိရပါတယ်။လက်တလောတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်ကြောင့်ဘိတ်ခရိုင်အတွင်းမှာခရီးသွားလာကြမယ်ပြည်သူများအနေနဲ့တိုင်းစစ်ဌာနတနင်္သာရီရက်ထုတ်ပြန်ထားတဲ့အသိပေးချက်များအတိုင်းအလေးထားပြီးတော့ပူးပေါင်းပါဝင်ပေးကြပါရန်သတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာရှိနေတဲ့စစ်ကောင်စီရဲ့နခခငါစခန်းအပါအဝင်အကြမ်းဖက်စစ်ကောင်စီရဲ့လက်ချံတပ်စခန်းများအလုံးကိုတခုမကြံသိမ့်ပိုက်ရယူနိုင်ရေးအတွက်ရခိုင်တပ်တော်အေအေကထိုးစစ်များကိုအရှိန်ဟုန်ပြင့်တင်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေအေအနေနဲ့မောင်တော်မြို့ကိုအလုံးစုံသိမ့်ပိုက်ရရှိနိုင်ရန်အတွက်မြို့အတွင်းမှာကစင်ကလေးနဲ့ထွက်ပြေးပြီးတော့တိုက်တာအဆောက်အအုံလူနေအိမ်တချို့မှာ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်တပ်နဲ့ဈေးများနဲ့အာစာ RSO AIA လက်နက်ကိုင်များကိုလိုက်လံရှင်းလင်းလျက်ရှိတယ်လို့သိရပါဗျ။လက်ရှိမောင်တော်မြို့ပြည်မှာတခုတည်းကြန့်ရှိနေတဲ့စစ်ကောင်စီရဲ့နာခခငါးစခန်းကိုအပိသက်သိမ်းယူရရှိနိုင်ရေးအတွက်ထိုးစစ်များကိုအချိန်အောင်ဆက်လက်ပြီးတော့မြင့်တင်သွားမှာဖြစ်တယ်လို့သိရပါဗျ။အလားတူပဲ အာရခဒေတာတွင်းမှာရှိတဲ့အေအေကအပိသက်သိမ့်ပိုက်ရန်ကြံရှိနေသေးတဲ့မပြည့်ပြတ်သေးတဲ့စစ်တပ်လက်ကျန်စခန်းများအားလုံးကိုလည်းတခုမှချန်သိမ့်ပိုက်ရယူနိုင်ရေးအတွက်ထိုးစစ်များကိုဆက်လက်ပြီးတော့အရှိန်ဟုန်မြင့်တဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်းအေအေကကြေညာထားပါတယ်။လက်တလောစက်တမလ26ရက်နေ့ကမနက်7:00နာရီ50မိနစ်အချိန်မှာရခိုင်ပြည်နယ်အမ်းမြုံနယ်ကြောက်စက်ခွဲကျေးရွာရဲ့အနောက်ဘက်စစ်ကောင်စီရဲ့ခမရ346ခမရ303ခမရ302တိုက်ရင်များစုပေါင်းထားတဲ့ အင်အားတရာခတ်ပါတဲ့စစ်ကြောင်းတစ်ခုကိုအေကတိုက်ခိုက်ခဲ့ရာနှစ်နိုင်နီးပါအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကအလောင်းအလောင်းလက်နက်ခဲယံစစ်သုံးဆောင်ပစ္စည်းတချို့ကိုပိန်းစီရရှိခဲ့တယ်လို့အေကပြောပါတယ်အလားတူပဲစက်တဘာလ28ရက်နေ့မနက်10နိုင်ခန့်အချိန်မှာလဲအမ်းမြုံနယ်အတွင်းမှာမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရအနီးပတ်ဝန်းကျင်မှာထပ်မံပြီးတော့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကအထူးကအကြဆုံးတချို့နဲ့နောက်ဆုတ်သွားခဲ့ပြီးတော့စစ်တပ်ရဲ့စစ်သုံးဆောင်ပစ္စည်းများလက်နက်ခဲယံ ချင်းတောင်အများပြားတို့ကိုဖတ်မှန်ပြီးတော့တင်စီရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲစက်တင်ဘာလ24ရက်နေ့မွန်လွယ်10:50မိနစ်ကနေမွန်လွယ်3:20မိနစ်အချိန်ထိကွာမြို့နယ်ကြောက်ပဇက်ရွာပတ်ဝန်းကျင်ကျိန်နလီကားလမ်းမအနီးတောင်ကုန်းမှာလဲနှစ်နာရီကျော်ကြာအောင်အေးနဲ့စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့ကခလာရ90တရင်ကစစ်ကူပို့ဆောင်ခံရတဲ့ဗိုလ်မှူးခန့်မင်းကိုပင်လယ်ဘူးတိုက်ပွဲမှာစီးကုန်ကိုကြီးစံထိမှန်ပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ22ရက်နေ့ကဂံကောမြို့ခလာရ90တရင်အတွင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်က MI70 ထောက်ပုတ်ရဟတ်ရင်နှက်စည်းနဲ့ဗိုလ်မှူးတပ်နိုင်အေးနဲ့ဒုတက်ရဲမှုရဲရံပိုင်းဗိုလ်မှူးခန့်မင်းကိုအပါအဝင်စစ်သား90ခန့်ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဗိုလ်မှူးခန့်မင်းကိုအပါအဝင်ခလိုက်ရ90တိုင်ရင်အတွင်းကစစ်သားတချို့ကိုစက်တမလာ26ရက်နေ့မှာပင်လယ်ဘူးမြို့တိုက်ပွဲအတွင်းကိုပို့ဆောင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပင်လယ်ဘူးမြို့ကိုပို့ဆောင်ခံရတဲ့မိသားစုဝင်များနဲ့ ဖုန်းဆက်သွယ်ပြောဆိုပြီးတဲ့နောက်ဗိုလ်မှူးခန့်မင်းကိုဟာစက်တဘာလ28ရက်နေ့ကစီးကုံမှာကြီးစံထိမှန်ဒဏ်ရာရရှိပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။ဒီကနေ့စက်တဘာလ28ရက်နေ့မှာဂံကောမျိုးခလာရ90တရင်အတွဲမှာဗိုလ်မှူးခန့်မင်းကိုရဲ့နာရေးကိုပြုတ်လို့ရစီစဉ်ထားတယ်လို့သိရပါတယ်။တေတာကတော့တေးကြတယ် ်ဒီနေ့ပဲခလိုက်ရ90တက်ထဲမှာနာရေးလုပ်ဖို့စီစဉ်နေကြတယ်တခြားသူတွေလည်းထိခိုက်သေးဆုံးတာရှိပေမဲ့အတိအကျတော့မသိရသေးဘူးလာခေါ်တဲ့နေ့ကဆိုတက်မိသားစုဝင်တွေကိုအိမ်ထဲကိုဝင်ခိုင်းပြီးတော့တကားတွေကိုပါပိတ်ခိုင်းတာဘယ်သွားရမယ်ဆိုတာမသိရဘူးမနေ့ကမှခံမင်းကိုကြပြီဆိုတဲ့သတင်းဝင်လာတာလို့တက်တွင်းသတင်းရင်းမြစ်ကပြောပါတယ်သေဆုံးသူဘုံမူခံမင်းကိုဟာ ဂံကောင်မျိုးပြူစောတိခေါင်းဆောင်ပီတူဖိုးစော်ရဲ့တမီးဖြစ်သူမယွန်းယူယမင်းနဲ့အိမ်တော်ကြထားသူဖြစ်တယ်လို့သိရပါဗါးဘုံမူခန့်မင်းကိုတေးဆုံးတာကိုဇနီးဖြစ်သူမယွန်းယူယမင်းကလည်းလူမှုကွယ်ရေးမှာအတိအပြုပြောဆိုထားပါဗါးတေးဆုံးသွားတဲ့ဘုံမူခန့်မင်းကိုရဲ့ရောက်ခမဖြစ်သူပီတူဖိုးစော်ဟာနှွေဦးတော်လိုင်းရဲ့အစပိုင်းကစပြီးတော့ခလာရ90တိုင်ရင်ကဘိုးကြီးမျိုးဝင်းသူနဲ့ပူးပေါင်းကဂံကောမျိုးပေါ်မှာရှိတဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းငွေညစ်ချင်းများကိုပြုလုပ်ခဲ့တဲ့အပြင် ်ဘိုးကြီးမျိုးဝင်းသူနဲ့ပူးပေါင်းက PDF တပ်ဖွဲ့ဝင်များကိုကြည်စံများရောင်းစားခဲ့တယ်လို့သိရပါတယ်။ကြည်စံများရောင်းစားမှုနဲ့ဘိုးကြီးမျိုးဝင်းသူဟာဖမ်းဆီးခံခဲ့ရတော့လဲ P2 ဖိုးစော်ကတော့အေးအေးယူခံရခြင်းမရှိဘူးလို့သိရပါတယ်။လက်ရှိမှာဂံကောမျိုးခလိုက်ရ90တရင်အတွင်းမှာတရင်မှုဒုတက်ရင်းမှုများမရှိပဲဘယူဟာမှုဖြစ်သူကသာတက်ကိုအဓိကအုပ်ချုပ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပောင်းတဲမြို့နယ်မှာတော်လိုင်းတပ်များရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးခဲ့ရတဲ့ရွာတေကြီးကျေးရွာအုပ်ချုပ်ရေးမှုညံဝင်းရဲ့နေရာကိုအစထုတ်ဝင်ရောက်လာတဲ့အုပ်ချုပ်ရေးမှုအသည့်တင်ဦးဟာလည်းတော်လိုင်းတပ်များရဲ့ပြစ်ခတ်မှုကြောင့်ထပ်မံတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ26ရက်နေ့ညနေ6:30မိနစ်အချိန်ပဲခူးတိုင်းပောင်းတဲမြို့နယ်မှတ်တိုင်တိုက်နယ်ရွာတေကြီးအုပ်စုမွေကြီးတွင်းရွာနေအုပ်စုအုပ်ချုပ်ရေးမှုအသည့်တင်ဦးကို PKN ပြည်သူ့ကာကွယ်တပ်မတော်3639 PPDF တပ်ရင်းတပ်ခွဲ9နဲ့ PKN ပြည်သူ့ကာကွယ်တပ်မတော်3639 PDF တပ်ရင်းတပ်ခွဲ6တို့က၎င်းရဲ့နေအိမ်ကိုတွားရောက်ပြီးတော့ပြစ်ခတ်ရှင်းလင်းရာနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျ။ PKN ပြည်သူ့ကာကွယ်တပ်မတော်3639 PPDF တပ်ရင်းရဲ့စစ်ထောက်လမ်းရေးနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကရွာသေးကြီးအုပ်စုရဲ့ပထမအုပ်ချုပ်ရေးမှူးဦးညံဝင်းကို ်ပြစ်ခတ်ရှင်းလင်းပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီအလို့ကျလှုပ်ဆောင်ပေးနေတဲ့ရွာသေးကြီးကျေးရွာအုပ်စုမွေကြီးလင်းရွာနေအုပ်ချုပ်ရေးမှုတင်ဦးကိုလည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကခမှန်ပြစ်ခတ်ရှင်းလင်းလိုက်တာမို့လို့နေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံးပါတယ်လို့ပြောကြားထားပါတယ်။တိုက်ဆုံးခဲ့တဲ့အုပ်ချုပ်ရေးမှုတင်ဦးဟာအကြမ်းဖက်စစ်ကောင်စီအလို့ကျစစ်မှုထမ်းစုဆောင်းရာမှာအတက်တရော့နဲ့လှုပ်ဆောင်ပေးခြင်းအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲစစ်တပ်တွေနဲ့ပူးပေါင်းပြီးတော့ဆိုင်ကဲဖမ်းဆီးပေါ်တာဆွဲရာမှာလိုက်ပါဆောင်ရွက်ခြင်းကျေးရွာအုပ်စုအတွင်းမှာမီတာကားနဲ့တောင်သူလေသမားချင်းဝင်များကို ထွေအုပ်စည်းမနဲ့ပေါင်းပြီးတော့အတင့်အဓမ္မကောက်ခံပေးခြင်းမြင်းနှိမ်ရလှန်ဆိုင်ဆိုသလိုစည်းရဲနွမ်းပါသူများကိုစစ်မှုထမ်းရမှာမဲပေါက်တယ်ဆိုပြီးတော့စစ်မှုထမ်းခိုင်းခြင်းတို့ကြောင့်အခုလိုမျိုးအပြစ်ပေးအရေးယူလိုက်ရခြင်းဖြစ်ကြောင်း၎င်းကရှင်းပြထားပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့စစ်ကောင်စီအလို့ကျလှုပ်ဆောင်ပေးနေတဲ့ကြံ့ရှိနေတဲ့ပေါင်းတယ်မျိုးပေါ်ကစက်နှစ်ရက်ကွက်အုပ်ချုပ်ရေးမှုများနဲ့စစ်ကောင်စီအလို့ကျလုတ်ကင်ဆောင်ရွက်ပေးနေတဲ့ဌာနဆိုင်ရာအသီးသီးကဝန်ထမ်းများကိုလည်းပြက်ပြက်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3633 PPDF တရင်ကကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့ကို MNDAA ကမသိမ့်ပိုင်မီထွက်ပြေးသွားခဲ့တဲ့အမတ်ခွန်ဆက်သွယ်ရေးတပ်စစ်ပြေးတရင်မှု ဒုဗုံမူကြီးညီညီထွန်းကိုတေးတန်ချမှတ်နိုင်တဲ့တမတော်အဲ့ဥပဒေပုံမှန်32ကာကြီးနဲ့အရေးယူရန်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လားရှုံမြို့နယ်အခြေစိုက်အမတ်ခွန်ဆက်သွယ်ရေးတပ်ကတရင်မူဒုတိယဗုံမူကြီးညီညီထွန်းဟာလားရှုံမြို့ကို MNDA ကစတင်တိုက်ခိုက်ခဲ့တဲ့ဇွန်လလအတွင်းမှာတက်ကနေထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီးတော့စက်တဘာလ22ရက်နေ့ည9နာရီအချိန်မှာရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့နယ်ပေလုံမြို့ရက်ွက်တဲ့ ်လမ်းမတော်လမ်းသွယ်မှာရှိတယ်စိန်နှန်းတော်မော်တယ်အနီးမှာဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းကိုစစ်တပ်ရဲ့တရင်အချက်အလက်များကို MNDAA ထံကိုပေါက်ကြားစေတယ်ဆိုတဲ့စွပ်စွဲချက်များနဲ့ပတ်သက်ပြီးတော့စစ်ဆေးမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်တပ်ကတော့အပတ်စဉ်43ကြောင်းစင်းအသက်45နှစ်အရွယ်ဒုတိယဗိုလ်မှူးကြီးညီညီထွန်းကိုပင်လုံမြို့ဝင်းတင်တိုက်ရင်နှစ်မှာဖမ်းဆီးချုပ်နှောင်စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ် သူ့ကိုတော့စစ်ဆေးနေတော့မှာပဲတဖက်အဖွဲ့စည်းကိုတက်ရဲ့လျှို့ဝှက်ချက်တရင်တွေတက်တီတက်လှုပ်အချက်လက်တွေပေးခဲ့သလားတက်ရဲ့ဆက်သွယ်ရေးစနစ်နဲ့လျှို့ဝှက်ဆက်သွယ်ရေးကုတ်တွေကိုပေးခဲ့သလားဆိုတာကိုစစ်ဆေးမေးမြန်းနေပါတယ်အဲ့ဒီစစ်ဆေးချက်အပေါ်မူတည်ပြီးတော့အရေးယူမှုတွေထပ်တိုးပါလိမ့်မယ်အခုကသူကမိမိတက်ရဲ့တက်ဆက်ခန်းကိုစိုးခွာခဲ့တာဖြစ်လို့တမတော်ရဲ့ဥပဒေပုံမှန်32ကာကြီးအရာတော့အရေးယူခံရမယ်ဒီပုံမှန်ကတေတံအထိချလို့ရတယ်လို့တက်တရင်ရင်းမြစ်ကပြောကြားထားပါတယ်အဲ့ဒီတက်မတော်အဥပဒေပုံမှန်32ကကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းမြို့နယ်မှာ MNDA ထံမှလက်နက်ချအညံ့ခံခဲ့တဲ့ဗုံမှုချုပ်ထွန်းထွန်းမြင့်ဗုံမှုချုပ်မိုးကျော်သူနဲ့ဗုံမှုချုပ်ဇော်မျိုးဝင်းတို့ကိုစစ်ခုံရုံးကအခုနှစ်ဇန်နဝါရီလအတွင်းမှာတေးတံများကိုချမှတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကမ္ဘာအင်အားကြီးနိုင်ငံများရဲ့အကျိုးစီးပွားပြိုင်ဆိုင်မှုများပုံမပြင်းထန်လာပြီးတော့နိုင်ငံတကာပြိုင်ဆိုင်မှုများကြားမှာနိုင်ငံမှာပြောက်ွယ်သွားနိုင်တဲ့အန္တရာယ်ကြီးမားလာတာကြောင့် PDF များတိုင်းသာလက်နက်ကိုင်များအနေနဲ့လက်နက်ကိုစွန့်ပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလန့်နဲ့ဖြေရှင်းကြရန်ဖိတ်ခေါ်ခြင်းဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရ ဇွန်ဘဲလုံးကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာများကနေတစင်းအကြမ်းဖက်ဇွန်ဘဲလုံးကအခုလိုရှင်းလင်းပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။စက်တင်ဘာလ26ရက်နေ့ညပိုင်းမှာစစ်ကောင်စီက PDF များနဲ့တိုင်းသာလက်နက်ကိုင်များအနေနဲ့လက်နက်ကိုင်လမ်းစဉ်ကိုဆွတ်လွတ်ပြီးတော့ပါတီနိုင်ငံရေးလမ်းကြောင်းရွေးကောက်ပွဲလမ်းကြောင်းနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလမ်းနဲ့ဖြည့်ရှင်းတဲ့လမ်းကြောင်းနဲ့အပြေရှားကြရန်အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ဒီကြီးညာချက်ထုတ်ပြန်ရခြင်းအကြောင်းရင်းတွေကတော့ပြည့် ဒီကနေ့မြန်မာနိုင်ငံရဲ့အခြေအနေနှစ်ပြောင်းလဲလာတဲ့နိုင်ငံတကာအခြေအနေသုံးငြိမ်းချမ်းရေးကိုလိုလားတဲ့လူအဖွဲ့အစည်းလူပုဂ္ဂိုလ်များရဲ့သဘောဆန္ဒတွေကြောင့်ပဲဖြစ်ပါတယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်ဒီကနေ့နိုင်ငံတကာမှာအင်အားကြီးနိုင်ငံများကြားမှာအကျိုးစီးပွားပြိုင်ဆိုင်မှုတွေပုံမပြင်းထန်လာတယ်လို့သိရပါတယ်ရုရှားယူကရိန်းကိစ္စအရှိအလေပိုင်းကိစ္စ တောင်တရုတ်ပင်လယ်ကိစ္စများဖြစ်တယ်လို့ပြောဆိုထားပါတယ်ဒီအခြေအနေမှာပြည်တွင်းစည်းလုံးညီညွတ်ရေးရိုင်းနေနေရနိုင်ငံမှာပြောက်ွယ်သွားနိုင်ကြောင်း၎င်းကပြောဆိုထားပါတယ်ပြည်တွင်းစည်းလုံးညီညွတ်မှုရိုင်းနေနေရနိုင်ငံတကာပြိုင်ဆိုင်မှုတွေကြားမှာနိုင်ငံမှာပြောက်သွားနိုင်တဲ့အထိကိုအနေအကြီးမှပါတယ်ဒါကြောင့်လဲပြည်တွင်းစည်းလုံးညီညွတ်မှုကိုဥတည်ပြီးတော့ဒီကြေညာချက်ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်လို့ဇော်မဲလုံးကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကအခုလိုမျိုးကြေညာချက်ထုတ်ပြန်ထားခဲ့တော့လဲလက်တွေ့မြေပြင်အခြေအနေမှာတော့စစ်တပ်က လေကျင်တဲ့ဘုံကျဲမှုများဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။စက်တမ်ဘာလ28ရက်နေ့မနက်ပိုင်းမှာလားရှုံမြို့ကို၎င်းမနေ့ကညပိုင်းမှာဖားကန်ကို၎င်းသခိုင်းတိုင်းကန့်ဘလူးမကွေးတိုင်းအတွင်းမှာရှိတဲ့ကြေးရွာများအပါအဝင်နိုင်ငံတော်ဝန်ကိုလေကျင်တဲ့ဘုံကျဲမှုများဇက်တိုက်လှုပ်ဆောင်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုများဖြစ်ပေါ်ခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။